မြန်မာနဲ့1389ခုနှစ်18ရက်လီလ2025ခုနှစ်မှာ16ရက်လီလ2026ခုနှစ်အထိစနေသားသမီးများ29 25 31 59 69 85 83 99 89 99အတွက် ဆောင်းရန်ရှောင်းရန်နှင့်အစီအရေများဆရာဦးမောင်မောင်ပန်ရင်ကိုအေးများစေတာ ဤဝေဒင်ဟောစရန်သည် စနေသားသမီးများအားလုံးအတွက်မဟုတ်ပါသင်ဤအသက်ကိုရှိဖြင့်စားပါကတုံကျွင်းသောနှစ်များအတွက်သာဖြစ်ပါတယ်အသက်အပိုင်းလိုက်ဟောစရန်များဆက်လက်တင်ဆက်ပေးပါမယ်ရှင်စနေသားသမီးများအသက်19 29 35 43 59 69 85 83 97 99 တရားခွန်ဆိုတဲ့အသက်အပိုင်းခြားတွေရောက်နေပြီဆိုရင် အောင်မြင်လို့တဲ့စီးပွားရေးလူမှုရေးဘယ်ကိစ္စကိုမဆိုတနင်္လာနာမည်ရှင်တွေနဲ့တိုင်ပင်မှာအကြံအညာယူပါလူအရင်အခုအညီယူပါဒါတာပရိနာမည်ရှင်တွေလည်းအကျိုးပေးပါတယ်ဒါပေမဲ့သူတို့အလုံများနေကြလို့ဒီချိန်နဲ့မပြီးပဲအချိန်ချိန်သွားသွားတွေ့နေရရင်တော့ရွေးရှိပါတောက်ကြနာမည်ရှင်တွေက အကျိုးတော်ပေးပါတယ်ဒါပေမဲ့သူတို့စင်တယ်လို့ကူညီတာနဲ့ပဲဂျင်းနဲ့ပါ နှုတ်နဲ့ကူညီမှုတွေများပါလိမ့်မယ်။ကျန်တဲ့နာမည်ရှင်တွေကခင်မှုကောင်းကြပေမဲ့စီးပွားဆိုင်ရင်အကူအညီတောင်းရင်မဖြစ်နိုင်တော့ပါဘူး။သုံးကနန်းကိုတည်ထားပြီးအလုပ်လုပ်ပါ။ရှောင်မိုးတွေကတော့စက်ပစ္စည်းနဲ့ဆိုင်တဲ့လုပ်ငန်း၊စီးလုပ်ငန်းတွေ၊အဆောက်အအုံလုပ်ငန်းတွေ၊အထည်အလေးလုပ်ငန်းတွေ၊လူမျိုးချားတွေနဲ့စက်တူလုပ်ငန်းတွေဒီမြန်မာမှာစပြီးလုပ်မယ်ဆိုရင် အကျိုးမပေးလို့လာနေချီပြီးစဉ်းစားပါ။ကျမကြီးကောင်းနေဖို့ကဒူအစ်စ်ကျမကြီးကယူဆိုင်ပါ။ အများနဲ့စုပေါင်းလေ့ကျင့်ရတဲ့လေ့ကျင့်ခန်းမျိုးမှန်မှန်ပြုလုပ်ပါဒါပေမဲ့ခြေစစ်လက်စစ်တွေမထိခိုက်ပါစေနဲ့လမ်းများများရှောက်ပေးပါရင်ပြေးစာတွေရှောင်ပါအလွန်အကျွံအေးခံခြင်းကိုရှောင်ပါနေ့စဉ်10မိနစ်မဖြစ်မနေအာနာပါနရှုမှတ်ပါလူမှုရေးအတိုက်ခံများနေရင်ဘုရားစီတီကိုသွားပါစနေတောက်ကြအင်္ဂါတောက်များမှာတပြက်စီလွယ်ပါ အမိုက်ရှင်မှာနှုတ်က24ပစ္စည်းကိုမပြတ်ရွတ်ဖက်ပါအချိန်ချိန်သွားလဲပါလူမှုရေးကိစ္စတွေဆောင်ရွက်တဲ့အခါမလူလာအပ်တဲ့လူမှုရေးကိစ္စတွေပါမလာပါစေနဲ့အိမ်တွင်းရေးကောင်းနေဖို့ကိုတက်နိုင်သမျှအရှုပ်ရှင်းကင်းအောင်ရှောင်ပါအိမ်တော်ရေးတစ္ဆာမရှိသူများကို စီးပွားဥစ္စာတည်ထောင်ပေးခြင်းထောက်ပံ့ပေးခြင်းမျိုးရှောင်ပါမနမိုးလင်းတာနဲ့စူပူအော်ဟစ်ခြင်းမင်္ဂလာမရှိတဲ့ဇာတ်ကားကို ပြောဆိုခြင်းဆဲရီတိုင်းထွာခြင်းမျိုးကိုရှောင်ပါ နိုင်ငံခြားတင်ပေါ်လိုက်ဖို့ကတဏိတဲ့ဖျားငါစီပြောင်းလဲဖို့ပါအကျဉ်းကျဉ်းလဲဖို့ပါ s z နဲ့အခရာနဲ့စားတယ်တင်ပေါ်များဖြစ်နေရင်တော့အနည်းဆုံးနှစ်ကျဉ်းယူစားရပါလိမ့်မယ်ပညာရေးကံတွေကောင်းနေပါတယ်အခက်ခဲဖြစ်မယ်ထင်ပြီးမှအောင်မြင်မှုတွေရလာပါလိမ့်မယ်ဒါပေမဲ့ရှင်းလို့မရတဲ့လူမှုရေးကိစ္စတွေတော့အထူးရှောင်ပါစိတ်လီတာတွေဂိမ်းကြကြီးဆိုပြီးအရေးပြက်ခံတာတွေရှောင်ပါ ။ရာထူးတို့ဘုကဂုံတော်ကွန်ချာကိုအဋိဋ္ဌံပတိစိတ်ပါ။အမြဲတမ်းလဲရွတ်နေပါ။အတန်ကြာပြီးကြံ့ကြာနေတယ်လို့အဋိဋ္ဌံပတိကိုနေ့စဉ်မပြတ်မှန်မှန်စိတ်ပြီးပါ။ရာထူးတို့ဖြစ်မယ်ဆိုရင်ဖះရှင်ကိုပန်းပေါင်းဆောင်ကုမျိုးနဲ့ပူဇော်ပြီးမှသွားပါ။ချစ်တဲ့သူတွေကတော့မျက်နှာအလုံးပွင့်တဲ့နှစ်ဖြစ်နေလို့သက်ဆိုင်သူပေါ်မှာတစ္ဆာရှိပါ၊ကိုချင်းစားပါ။ကိုယ်အိမ်မှာအဆင်မပြေတိုင်းတစ်ဖက်သားကိုတအားမပြောမိပါစေနဲ့။ ိတ်ကြမ်းမရေးမကောင်းသူကိုတွေ့တိုင်းငွေအဟာရလူပေးပါလုပ်ငန်းစတင်မှုကတနင်္လာနေ့မနက်9နာရီဖြစ်ပါတယ်တနစ်လုံးကုသိုလ်ပြုဖို့ကမနက်မိုးလင်းတာနဲ့ဘုရားရှင်ကိုမျက်နှာတစ်တော်ရေးတောက်တော်ရေးကလူပူဇော်ပါပဋ္ဌံပရိတ်တော်များကိုမျက်များနာယူပူဇော်ပါကိုယ်တိုင်လည်းရွတ်ဖတ်ပါအတန်မစဲမဟာပဋ္ဌံပွဲများနဲ့ဂျုံတိုင်းလှူပေးပါကိုယ်တိုင်ဥစည်းကျင်းပနိုင်ရင်လည်းဥစည်းကျင်းပပူဇော်ပါ ဝင်နေကြအဋ္ဌံတွေကိုမပြတ်မကော့ဝင်ပါရွတ်နေကြပြိပဌံတော်တွေကိုရွတ်ပါ အကြောင်းကြီးငယ်ရှိရင်ဘုရားစီတီကိုတွားပါရုပ်ပွားတော်တစုရှိမှာပန်းပေါင်းစုံ၉မျိုးနဲ့ပူဇော်ပြီးဂုံတော်များပွားများပြီးမှလူရာကိုတွားပါဒီကံကောင်းမှုကတင်းလာဗုဒ္ဓဘုရားတာပတိနာမည်ရှင်ဒီဆိုင်နာအက္ခရာများ2 4 5ကိုးကနန်းများကန်ဆက်နေပါတယ်။ဆိုင်ရဲ့အကျဉ်းစီးကိုအထူးဆင်ကျင်ပါတော့။ မိတ်ဆွေတို့အနေနဲ့ဗီဒီယိုရရားလောကီပညာဗဟုသုတတွေကိုကြိုက်နှစ်သက်တဲ့ဆိုရင်ကျမတို့ channel လေးကို like and subscribe လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။နောက်ဒီ video ဒီမှာပြန်ကြည့်ကြပါမယ်ရှင်။